ဟိုအမားချောင်းများသူစိတ်ဆင်းရဲစရာတခုခုဖြစ်မလားဆိုမဟုတ်ဘူး तू ကအမားကိုပြန်ပြီးတော့ဟိုလိုပြောစိတ်ထားကြအောင်လို့ပြန်ပြောတာမမေ I'm okay မမေအခုပြောနေတာတွေကတားအတွက်ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးပေါ့နော်တအားတို့ဒီဘက်မှာ तू ကဟိုဘက်ကလည်းရောက်သွားတော့ဟိုဘက်ရဲ့ culture နဲ့ mindset တွေလည်းရှိတာပေါ့နော်အဲ့ဒါတွေကဟိုမမေပေါ့ပေါ့ပါနေရမယ့်ကိစ္စတွေအဲ့လိုမျိုးပေါ့ तू ကအရင်ချင်းဆက်ပါတယ်ညီမလေး တောင်ကြီးကပထမအစည်းအဝေးထွက်ပြီးသားလေနော်ပောက်ထားတဲ့ series ဆိုတော့အဲ့ဒီတော့ကတော့ကိုကျန်တို့သူ့ဘာသာသူရိုက်တာအခုဒီတစ်ခေါက်ကျတော့ကိုကျန်ဖုန်းဆက်ပြီးတော့မှဟဲ့ရဲဘရမားတယ်ငါအဲ့ဒါ season 2ရိုက်မှနေတိုင်ပေးုံနဲ့ဩအေးအေးအေးပေါ့နော်ဒီကိုလည်းဒါပျော်ရယ်ပေါ့တကယ်ချင်းလောက်တာဆိုတော့ဒါမဲ့တကယ်လည်းပရီလောက်ရတဲ့အခါကျတော့အာဟိုဘက်ကောဒီဘက်ကောတော်တော်လေးအဓိကကတော့ဗာလဲဆိုတော့ဟိုအိုက်တာတွေအများများတယ်။နောက်အဲ့ဒီအိုက်တာတွေကလည်းတကယ် main stream ထဲမှာအလုတ်အရန်ရှုပ်တဲ့အိုက်တာကြီးတွေဖြစ်နေရ။ဆိုတော့အဲ့သူတို့ရဲ့ရက်တွေကိုစွဲညှိရတာကကိုတော်တော်လေး ဟိုစူးစမ်းထားရတာပေါ့နော်ဒါဒီနေ့လို့ဒီဇင်ဘာမှာရိုက်ဖြစ်ဖို့ကိုကျမတို့အော်တိုဘာလလောက်ခရေကညှိခဲ့ကြတာအဲ့လိုမျိုးပေါ့အကျန်နာကတော့ဟိုအထွေထူးမရှိပါဘူးနောက်ဒီကောင်းကြီးမှာကြတော့ကိုကျန်းကလည်းသူက series ကိုဇက်အိမ်လေးကို next level တက်ထားတယ် next level တက်ထားတော့ဒီထဲမှာဒီ horror နဲ့ပတ်သက်တဲ့ဟာတွေလည်းပါတယ်ဇက်သဘင်နဲ့ပတ်သက်တဲ့ဟာလည်းပါတယ်အဲပြီးလို့ရှိရင် Korea gangster လို့ပြောအဲ့လို hata plot လေးတွေပေါ့ပါတယ်ဆိုတော့ကိုကျန်းကတာဝန်ပြီးတော့လုပ်ပေးရမှာဟုတ် အမကကိုဘသားကို own production လုပ်တာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတော့ရိုက်ကူးရဲ့ဘက်မှာခုနောက်ပိုင်းမလုပ်ဖြစ်သေးဘူးအာအမကြီးကအဲ့လိုမျိုးဘယ်လိုပြောရမလဲ production director လိုမျိုး producer site လိုမျိုးကိုအမကတောင်းဝန်ယူပြီးတော့လုပ်ပေးဖြစ်တာအဲ့လိုဒါဆိုလို့ရှိရင်ဒါက executive producer တွေပြောရလို့ရှိရင် financial ဘိုင်းထုတ်တဲ့သူတွေက MRTV4 နဲ့ Hey Player ဒါ jointly produce လုပ်တာဒါပေမဲ့လို့ဒီ operation ကို run တာကြတော့အမက run ရတာပေါ့အဲ့လိုဟုတ် အဆက်အသွယ်ရတယ်ညီမလေးအဆက်အသွယ်ရဟုတ်သူကဒီ January ဆိုကျောင်းပြီပြီ graduation လုပ်ပြီပြန်လာဖို့တော့မပြောသေးဘူးခဏကသမီးတို့ကမသိလို့တတိယအကြာကြီးပဲ၃နှစ်ကျော်ပြီလွမ်းနေတာကြာနေပြီအရန်ရင်ကျက်လာတယ်အရန်ရင်ကျက်လာတယ်အမေတို့တောင်မှပဲသူကဆုံးမစကားတွေပြန်ပြောတာမမေး မမေနိုးလို့ပြောတတ်ဖို့အရေးကြီးတယ်မမေတောင်းတန်ယုံအစ်ကနောလောက်တတ်ဖို့အရေးကြီးတယ်သူအဲ့လိုမျိုးလေးတွေပြောတာတခါလေကြောက်လို့ရှင့်အဲ့လိုအမကဟိုအမကြောက်များသူစိတ်ဆင်းရဲစရာတခုခုဖြစ်မလားဆိုမဟုတ်ဘူး तू ကအမကိုပြန်ပြီးတော့အဲ့လိုပြောစိတ်ထားကြအောင်လို့ပြန်ပြောတာမမေ I'm okay မမေအခုပြောနေတာတွေကตาအတွက်ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးပေါ့နော်။ ད་ ရို့ဒီဘက်မှာ तू ကဟိုဘက်ကလည်းရောက်သွားတော့ဟိုဘက်ရဲ့ culture နဲ့ mindset တွေလည်းရှိတာပေါ့နော်။အဲ့ဒါတွေက ဟိုမမေပေါ့ပေါ့ပါပါနေရမယ်ကိစ္စတွေအဲ့လိုမျိုးပေါ့ကသူကအရင်ချင်းဆက်ပါတယ်ညီမလေးအမသားလေးရောအမရောနှစ်ယောက်လုံးရဲ့ type ကရင်ဖွင့်တတ်တဲ့ type တွေမဟုတ်ဘူးကိုဘသာကိုပဲနေတယ်ကိုအလုပ်ကိုလုပ်တယ်အဲမဖြစ်မနေပြောစရာလိုအပ်လာလို့ရှိရင်တော့ဒီအမေနဲ့ဒီသားနဲ့ရှိတယ်အဲအဲ့လိုပုံစံမျိုးအသားဆိုလို့ရှိရင်လည်းအဲ့လိုပဲသူ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 အမောတူတာကဘာလဲဆိုတော့အဆင်မပြေရင်လူမသိရအောင်အဆင်ပြေပြီဆိုလို့ရှိရင် sharing လုပ်တယ်အဲအဲ့လိုမျိုးသူခက်ခဲနေတာလေးတွေဆိုလည်းအမကိုပေးမသိဘူးခိုးရင်တော့ပေါ့နော်အခုတော့သူတော်တော်လေးပြေလည်လာပါပြီ ကျင်နေတယ်ဆိုတာတဲ့တောင်းဟိုဟာဟိုအခုချိန်မှာပို့ပို့ပြီးတော့ပြေဝယုံကြည်မှုရှိလာတယ်ပေါ့နော်သူလမ်းကိုသူဖြောင်းဖြောင်းရှောင်းနိုင်မယ်ဆိုတာကျမယုံကြည်တယ်စိမဟာတပင်ကတော့မောင်လေးကတော့ကနေတယ်ပေါ့နော်ဒါပေမဲ့လည်းဥရပြောချင်တာကလေဟိုအခြေအနေနဲ့အချိန်ခါနဲ့ပြီးတော့မှဒါလုပ်လို့ရတာပေါ့နော်ဇက်တပင်မှာဆိုတာကလေဟို ယောက်ျားလေးဥဆောင်ရတာမင်းသားဥဆောင်ရတာ哦เนาะမောင်လေးကလည်းဘလို့သွားမလဲမသိသေးဘူးဇက်ဇက်အနေနဲ့ကကျွန်တော်တို့ကဖွဲ့စည်းမှုမရှိတော့တာကြပြီလေဒါကကျွန်မကစိတ်မဟာသဘင်မျိုးဆက်အနေနဲ့တက်နိုင်တဲ့လောက်လေးထိမ့်သိမ့်မယ်ဆိုပြီးသဘင်နဲ့ပတ်သက်လို့လုံနိုင်တဲ့လောက်လေးတော့လုံနေတာပေါ့เนาะအဲ့လိုဘိုင်းနေရတော့ရှိပါတယ်အခွင့်အခါအခွင့်ကြုံရင်ကြုံလို့အဖိုးသချင်းတွေပေါ်ထုတ်တာတို့ဘာတို့ပြန်ကတာတို့ကတော့လုံနေပါတယ်ဟုတ်ตาเหรออินพอเนาะดีโลရှိရေညီမလေးရေဟိုငငယ်ကလေးอ่ะ तू อ่ะလေထိတွေ့ခဲ့ရမယ်ဆိုရင်တော့ဝါသနာပါကောင်းပါမယ် အမားတို့ရဲ့ life ကအဲ့လိုပေါ့ဒါအမားကခလေးကိုမွေးပြီးတော့အသက်9နှစ်10နှစ်လောက်မှာ divorce ဖြစ်ပြီးသွားကမှာအမားကရုပ်ရှင် produce လုပ်တာနဲ့ပြန်စပြီးဝင်ခဲ့တာဆိုတော့ဒါကလည်းခလေးတယောက်ဆောင်ရိုက်ခဲ့တာအခုဒီတလုံးမှာမှာစိုးပြေလေးဝယ်တင်အပြီးမှာလေတားနဲ့သူနဲ့ခလေးတယောက်ဆောင်ရိုက်ခဲ့တဲ့အိမ်ပေါ်မှာလေးကပြန်တက်နေတယ် line ပေါ်မှာလေးအဲ့ဒါတွေ့တော့ပြန်သတိရတယ်ပြည်ဦးမျိုးရိုက်တာလေတူအိုက်ခလေးတယောက်ဆောင်လေးစရိုက်ခဲ့ရတာဆိုတော့တားကတော့အဲ့ရုပ်ရှင်ဘက်ကိုဝါသနာပါသွားတာပေါ့တားကကြီးလာလို့ရှိရင်ဘာလုပ်မှာလဲဟုတ်ပြောပါဟုတ် ။အာတကြောင်ရှင်ကထိမ့်သိမ့်ချင်ပေမဲ့လို့စက်ခံမဲ့သူကလည်းဟိုသူတို့လှုပ်ချင်အောင်မှเนาะအမအကြတော့လေအခုအမတို့ရဲ့ဟို family မှာဆိုလို့ရှိရင်မျိုးဆက်ကအမရဲ့တားလေးတယောက်ပဲရှိတယ်လို့ဖြစ်နေရ။အဲသူ့ကိုအမစထားတယ်တားမျိုးဆက်ကထိမ့်ရမယ်နော်လို့ဒါကိုခလေး၅ရောက်မွေးပေးမယ်ချွေးမလေးရှာပေးဆိုတော့မမေရလည်းဗျာတီးဟိုမင်းတို့မျိုးဆက်နဲနေပြီဆိုသူ့တို့ရောဟာစနေသေးတယ်အော်မဘာမပြောသူ့ဘာသာသူသူဆုံးဖြတ်လိုက်မယ်မမေကိုမမသိပဲနဲ့တော့မဖြစ်စင်းနဲ့နော်လို့ပြောထားတယ် ဟုတ်ဟုတ်သူစိုက်တာယူရင်ဆိုတာလေသူကလည်းအစဉ်ပြေတဲ့သူပဲရွေးချယ်မယ်ဆိုအမယုံကြည်ပါတယ်ဟုတ်အဲဒီဟာလေးကိုကျမတို့စပြီးတော့ရိုက်ကူးတော့မယ်ပေါ့နော်ရိုက်ကူးတော့မယ်ဒါကဟိုစရွက်ပေါ်မှာတော့ရိုက်ပြီးသွားပြီတကယ်အကောင့်ထဲပေါ်တော့မယ်ဆိုတော့ဘလို့အခက်အခဲတွေကြုံရအောင်လဲတော့မသိပါဘူးဒါပေမဲ့အကောင့်ဆုံးစူးစမ်းပြီးတော့အကောင့်ထဲပေါ်ကြပါမယ်ခေါင်းကြီးတို့ပြန်လာပြပြည့်သက်ချက်ပြီးသားပါပို့ပို့ပြီးတော့အချက်တွေတိုးအောင်လို့စူးစမ်းပါမယ်ရှင်